မင်္ဂလာပါရှင်စက်တင်ဘာလ16ရက်အင်္ဂါနေ့အတွက်ရှင်ရုံရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်တင်ပြမျိုးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့မြန်မာအီလက်ထရောနစ်မဲပေးဆက်ဆိုင်ရာအသိပညာပေးခြင်းနဲ့လက်တွေ့ဆန်သက်မဲပေးခြင်းများဆက်လက်ဆောင်ရွက်နေရှိတဲ့တွင်ဖြစ်ပါတယ်ရှောက်ကုန်တိုင်းတွင်ရှိမြို့နယ်များတွင်မြန်မာအီလက်ထရောနစ်မဲပေးဆက်ဆိုင်ရာအသိပညာပေးခြင်းနဲ့လက်တွေ့ဆန်သက်မဲပေးခြင်းကိုစက်တင်ဘာ15ရက်နေ့နဲ့ပိုင်းနဲ့မိုးလယ်ပိုင်းများတွင်ဆက်လက်ဆောင်ရွက်နေရှိရာသုံးကွမြို့နယ်စေရွာတယောတော အဖောင်ကျေးရွာဥစုတွေ၎င်းတကုံမျိုးသစ်တောင်ပိုင်းမျိုးနဲ့81ရက်ကွယ်တန်တိဒုက္ခဓမ္မယုံနဲ့82ရက်ကွယ်တဟပုံညာကာရီဓမ္မယုံတို့တွင်၎င်းခရမ်းမျိုးနဲ့ MS 7ရက်ကွယ်ရွှေလေတော်ဗိမ္မာန်တွင်၎င်းမော်ဘီမျိုးနဲ့ပတ်တန်းကြီးရွာအုပ်စုတလိုင်းကုံဖုန်ကြီးကျောင်းဓမ္မယုံရွှေလေကြီးကြီးရွာအုပ်စုရွှေလေကြီးဖုန်ကြီးကျောင်းဓမ္မယုံမင်းရွာကံကုံဖုန်ကြီးကျောင်းဓမ္မယုံတွင်၎င်းဆောင်ရွက်ကြကြောင်းသိရှိရပါတယ်ရှင်ဆက်လက်တင်ဆက်ပေးမှာကတော့ မြန်မာနိုင်ငံရုပ်ရှင်အစီအယုံတရုတ်ဆောင်တင်တဲ့ဆင်းတဲ့တင်ဖြစ်ပါတယ်။အနုပညာပိုင်းကိုစိတ်ဝင်စားသူတွေတက်ရောက်ခဲ့တဲ့မြန်မာနိုင်ငံရုပ်ရှင်အစီအယုံရဲ့တင်ပြဆောင်း2025တရုတ်ဆောင်တင်တဲ့ဆင်ပွဲကိုစက်တင်ဘာ15ရက်နေ့နဲ့စတင်ရကရန်ကုန်မြို့ပဟန်းမြို့နယ်ရှိမြန်မာနိုင်ငံရုပ်ရှင်အစီအယုံဘ ഹു ရှေတုခမ်းမာမှာပြုလုပ်ရာမြန်မာနိုင်ငံရုပ်ရှင်အစီအယုံဥက္ကဋ္ဌအလင်္ကာကျော်စွာဦးကြည်စိုးထွန်း၊နာယကအလင်္ကာကျော်စွာမောင်နှင်မူအတွင်မူအကယ်ဒမီခန့်စီသူ နာယကတိယဆောင်ဦးတျောင်းတို့ကတင်းနှင်းဆက်မှာစကားပြောကြကြကြောင်းသိရပါတယ်။တင်းနှင်းတွင်တင်းနှင်းသားတင်းနှင်းသူ36ဦးတယောက်ပြီးထူးချွန်စွာအောင်မြင်သူများကိုဆုမြချီးမြှင့်ကြပါတယ်။ဆလ၍48ကြိမ်မြောက်ရုပ်ရှင်တက်ကြီးပူဇော်ပွဲအတွက်မဟာရုပ်ရှင်ထုတ်လို့ရေကငွေကျပ်စေသိန်းပူပူဖလင်ကငွေကျပ်စေသိန်းအောင်ခင်မင်းထုတ်လို့ရေကငွေကျပ်73သိန်းတေယုဆောင်ဖူဆောင်ကငွေကျပ်3သိန်းစတာရီပေါင်လူတန်းကြောင်သိရှိရပါတယ်ရှင်ထက်မှတ်တင်ဆက်ပြီးမှာကတော့ တောင်ပွေမြို့နယ်ကြောင်မြောင်စီကားမတိုင်နီမှာအမျိုးသမီးငယ်တဦးကိုဓာတ်နဲ့ထိုးပြီးဆွဲချိုးဖျက်ပြီးတဲ့အမျိုးသားတဦးကိုပြည်သူတွေကဝိုင်းဝန်းဖန်ဆီးတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတောင်ပွေမြို့နယ်ကြောင်မြောင်စီကားမတိုင်နီမှာစက်တင်ဘာ15ရက်မလွဲနှစ်နာရီကအမျိုးသမီးငယ်တဦးကိုဓာတ်နဲ့ထိုးပြီးဆွဲချိုးဖျက်လူပြေးတဲ့အမျိုးသားတဦးကိုပြည်သူတွေကဝိုင်းဝန်းဖန်ဆီးကြတယ်လို့သိရပါတယ်။ဖြစ်စဉ်မှာအမျိုးသမီးငယ်ရဲ့ဘယ်လက်ပြက်ရှာတရားရခဲ့တယ်လို့ဆွဲချိုးကိုပြန်လဲရရှိခဲ့တယ်လို့လည်းသိရပါတယ်။ ဆွေကျူးလူရဲ့သူကတော့တောင်မွေသားတွေကရဲစခန်းကိုတွားရောက်အနံခဲ့တယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့စီးကိန်းပြိုင်ပွဲတွင်မြမက e-sport အာကစားနည်းအမျိုးအစား၃မျိုးဝင်ရောက်ရှင်ပြိုင်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။33ချိန်မြောက်စီးကိန်းပြိုင်ပွဲတွင်မြမနိုင်ငံကိုစားပြုအဖြစ်တင်းစနကအသင်းမှ e-sport အာကစားနည်းအမျိုးအစား၃မျိုးဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ 2025ခုနှစ်ဒီဇင်ဘာလတွင်ထိုင်းနိုင်ငံမှာကျင်းပပြုလုပ်မည့်33ချိန်မြောက်စီးကင်းပြိုင်ပွဲရေး e-sport အားကစားနည်းကဏ္ဍတွင်မြန်မာနိုင်ငံကစားပြုဖြစ်ပါဝင်ရှင်ပြိုင်မဲ့အသင်းများကိုရွေးချယ်တဲ့ International e-sport championship 2025ပြိုင်ပွဲကြီးကို2025ခုနှစ်ဩဂတ်လ23ရက်နဲ့24ရက်တို့တွင်ရန်ကုန်မြို့သူဝနအမျိုးသားမိုးလုံးလေလုံးအားကစား권တင်မှာကျင်းပပြီးဖြစ်ကြောင်းသိရပါတယ်ရှင်။